အားလုံးပဲမင်္ဂလာပါအာဆနယ်မိုင်ဂျေး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်၈ရက်၂ရက်ကတော့ကျွန်တော်အလုပ်ကိစ္စလေးရှိနေလို့ကျွန်တော်ဗီဒီယိုတွေမရိုက်ဖြစ်ဘူးပေါ့နော်ကျွန်တော်ဒီအရင်ပုံလေးတွေစာလေးတွေပဲတင်ပြတယ်အားလုံးတတိယနေ့ကြမလားတော့မသိဘူးပေါ့နော်အဲ့တော့ဒီနေ့တော့ကျွန်တော်အပြောင်းရွှေ့ update လေးတွေနဲ့ကျွန်တော်စလိုက်ချင်တယ်အဓိကအဖြစ်ဝန်သားဆရာကတော့ Zimmermandi စစ်စစ်တဲ့ progress ကြီးကိုတောက်လျှောက်လုပ်နေတယ်လို့ကြားတယ် paperwork တွေပဲ channel ရဲအဲ့တော့ Zimmermandi ရောက်လာပြီလို့ပြောလို့ရတယ် ရီယယ်မက်ဒရစ်ဖန်ဘေးရှင်ကနေပြီးတော့တိတ်တခိုးခေါ်ယူနေတဲ့သတင်းတွေလည်းခုဆိုရင်တော့နားလိုက်လို့ရပြီပေါ့နော်ကျေးပြောရင်အာဆင်နယ်ကိုဒီချိန်မှာကစားသမားတွေလာချင်နေသေးတယ်ဆိုတာအာဆင်နယ်ရဲ့ image ကြောင့်ဆိုတာငင်းစရာမလိုဘူးလက်ရှိအာဆင်နယ်ရဲ့ခြေစွမ်းပိုင်းဆိုင်ရာအတီတာရဲ့ကစားကုန်ပိုင်းဆိုင်ရာအများကြီးလိုအပ်ချက်မရှိနိုင်ဘူးဒီတင်းမှာကစားသမားလိုအပ်ချက်ချောင်းဖလားမရဘူးလို့အများစုထင်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလာတာအတီတာလောကမကောင်းဘူးလို့ပြောနေတဲ့လူတွေရောအာဆင်နယ်ကအဆင်မရှိဘူးလို့ထင်နေတဲ့လူတွေကတော့အတွက်ဒါကိုထည့်ပြောပေးတာ အရှင်းဆုံးပြောရမယ်ဆိုအာဆင်နယ်ကလက်ရှိအချိန်မှာ plus 8ခေါ်ဖို့အတွက်ကိုကောင်းမွန်တဲ့အနေအထားတစ်ခုကိုရောက်နေပြီဒါအာဒီတာရဲ့နီးစနစ်ကလေးပဲလုံလောက်တာထက်ပိုတယ်လို့တော့မပြောလို့ဘူးဒါပေမဲ့ကောင်းမွန်မှုရရှိရပရီးမီးယားလီဂ်ဆိုတဲ့ပြိုင်ပွဲရဝမ်းမှာအဆင့်နှစ်ကို300တိစက်တိုက်ဆိုသလိုရယူထားခဲ့တယ်ဒါကလည်းပဲအဆင့်တစ်နေရာကိုပြားပေးနေယူခဲ့တာဆိုတော့ပြောမယ်ဆိုပရီးမီးယားလီဂ်ရဝမ်းကအဲ့လောက်မလွယ်ကူဘူးတော့တော့ရှင်းနေမြကစားသမားကောက်ဝယ်ပြီးဆွဲနေအောင်အဆင်မပြေဘူးဆိုတော့ချက်စီးသေးကိုကြည့်ရုံနဲ့လည်းတည်တယ်။အဲ့တော့ ဇူဘီမန်ဒီအာဆင်နယ်ကိုရွေးချယ်ရတဲ့အကြောင်းရင်းကလည်းဒါလည်းပါတယ်လို့ရီယယ်မက်ထရီဘက်ကပြပစီစီမခေါ်ယူခဲ့တာကြောင့်လည်းပါကောင်းပါနှစ်ခုလုံးတော့ရှိပြီနော်သို့တော့အာဆင်နယ်အသင်းမှာကစားသမားကောင်းတွေကိုခေါ်ယူခွင့်ရှိနေသေးတာအာဆင်နယ်အသင်းမှာအလားအလာရှိနေသေးတယ်လို့ကစားသမားတွေခံယူခဲ့တဲ့အတွက်ကြောင့်မလို့လာကျင်နေကြတာဖြစ်တယ်အဲ့တော့ဘက်ဂျမင်ဆက်ကူနဲ့ဗီဒီယိုဂေါကရက်ဒီကိစ္စနှစ်ခုကတော့အခုဒီကိုဒီကတော့ဆက်ကူကိုအဓိကလိုက်နေတယ်နိုင်နေစေညှိနေစေကနေပြီးတော့ဆက်မတက်လာတဲ့အချိန်မှာတွေ့ရတယ် ဗီတော့ဂိုဂရက်စ်ကတော့စပိုတင်းနဲ့နည်းနည်းလေးနည်းနည်းလေး against ကြီးဖြစ်နေရပေါ့နော်အဓိကအပြင်တော့သူ့ရဲ့ပြောင်းဆွေးကြီးမှာအာဒါ6 60 +10 တန်းပေါ့နော်ဒါအဲ့လိုအနေနဲ့ထည့်ပေးမယ်ဆိုပြီးတော့ဒီရေလောက်ထားခဲ့ပြီမြေအခုချိန်မှာ80တောင်မှာစပိုတင်းဘက်ကတောင်းနေခဲ့တယ်ဒါကိုဗီတော့ဂိုဂရက်စ်ကသဘောမချနိုင်တဲ့ကြောင့်မို့ပြောမယ်ဆိုပြီးတော့ဂိုဂရက်စ်ကနောက်ရာသီမှာတေချာပေါ့စပိုတင်းကနေထွက်ဖို့တေချာသွားခဲ့ပြီအာဆင်နယ်အသင်းတွေနဲ့အဲတည်တည်ချာချာလိုက်လံခိုးယူဖို့လိုနေတယ်ပေါ့နော်ဒါပေမဲ့ စဉ်းစားစရာကတော့ video conference ကအရွှေ့မှာမလို့ခြေစည်းဝင်လို့ပါလားခြေစည်းဆိုဒီပမာဏကိုပေးပြီးတော့ခေါ်ဖို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ conference နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးသုံးသပ်ကြည့်လာပါဦး video conference ကလိုအပ်ချက်တိတ်မရှိရတိုက်ဆိုင်မှုပါအခုချိန်မှာ perfect ဖြစ်နေတဲ့ number 9 player လို့တော့ပြောလို့ရတဲ့ကစားသမားမျိုးတွေပါပါတယ်ဒါပေမဲ့ဘာကြောင့်အသင်းတွေကဒီ number 9စစ်စစ်ကစားသမားကိုချစ်ချင်းကြီးခေါ်ယူဖို့လက်တွန့်နေကြတာလဲဒီဟာမှာစဉ်းစားစရာအများကြီးရှိတယ်ကစားသမားတယောက်က အစဉ်တစိုက်ကောင်းနေတာမျိုးပဲနဲ့ရုတ်တရက်ထကောင်းလာတယ်ဆိုရင်ဒီလိုကစားသမားတွေကိုအတင်းတွေကတည်ပြီးစိတ်ဝင်စားလို့ရှိဘူး။ကျွန်တော်ဆန်စီတင်းမှာပေါ်လာခဲ့မှုတဲ့မီချူးလိုကစားသမားမျိုးရှိရဲ့။လေဝဘူးတင်းကထောရဲဆိုရင်ဒါသူ့ရဲ့ talent ကအီဒီကိုမာတွေကသူကကောင်းလာခဲ့တယ်။ဒါဝမလေဝဘူးရောက်တဲ့ချိန်မှာသူ့ရဲ့လုံးဝ prime time ရောက်သွားခဲ့တယ်။ဒါပေမဲ့ Chelsea ကိုရောက်တဲ့ချိန်မှာ flow သွားတာပဲ။ဘယ်လိုပဲပြောပြောပေါ့နော် Chelsea ရဲ့ဒီ final မှာသူတကိုးသွင်းခဲ့တာဘာညာဒီ final sorry semi final တင်နေတာ Barcelona နဲ့ပွဲမှာ တကောတွင်းခဲ့တာကြောင့်သူတို့နောက်တစ်ဆင့်ရောက်ခဲ့တယ်အဲ့ဒီတော့ကြောင့်မလို့ကာဗာလုံးတယ်ဆိုပေမဲ့ Torres ကဖလော့ဖြစ်သွားတာကိုကျွန်တော်တို့ဘာနဲ့မှကာဗာလုံးလို့မရနိုင် Torres ကတကယ်ကိုခြေစမ်းကျသွားခဲ့တယ်ဒီဘက်ကကလည်းခြေစည်းကိုရောက်ဗီတာကိုကလစ်နဲ့ပတ်သက်ပြီးတော့လေဒီလိုဥပမာလေးရှိနေတဲ့အတွက်ကြောင့်မို့အများစုစိတ်ပူကောင်းစိတ်ပူနိုင်တာပေါ့နော်အဲ့တော့ဒီချိန်မှာရင်းမလားမရင်းမလားပေါ့ရှင်းပြောမယ်ဆိုရင်ကျွန်တော်တို့သင်သည်မန်စီးတီးလို့အတင်းမျိုးဆိုရင်တရားပေါက်ရင်းပါလေတိလား။ဘာကြောင့်လဲဆိုတော့ဒီကစားသမားကောင်းလားမကောင်းလားကနောက်မှာ ကိုသေးမှလိုအပ်နေတာအရင်ဆိုပြီးခေါ်လိုက်ပါအခု Mercedes ကိုခေါ်လိုက်တာဟေးတက်တောက်လေးချာကီကိုပါရောက်လာကျွန်တော်ကတော့တကယ်အားကျတယ်ဗျာနောက်ရာဒီမှာကျွန်တော်ဘာကြောင့် Arsenal အသင်းပိုခက်ခဲနိုင်လဲဆိုရဲကိစ္စကိုတက်တက်ဆွေးနွေးပြီးလို့ရှိတယ်ဒါပေမဲ့နည်းနည်းလေးပြောပြချင်တာတော့ဒီ Mercedes ကိုပါလို့အရွှေ့တွေကတော့အားရဖို့ကောင်းလို့ Liverpool ကလည်းပဲရွေးခေါ်ရေးဝိုင်းဆိုင်ရမှာတော်တော်အားရစရာကောင်းတယ်အဲ့တော့နောက်ရာဒီက Arsenal အတွက်နည်းနည်းလေးရောခက်ခဲတော့ဖြစ်နေတယ်နော်ဒါလည်းကျွန်တော်နောက်ထပ် video တစ်ပုဒ်နဲ့လာခဲ့မယ်အဲ့တော့နောက်ထပ် transfer news တွေအနေနဲ့ကတော့ဒါနီကိုမီလီယံကိုလည်းတမချော်သေးဘူးလို့တွေ့ရတယ်။ရိုဒီဂိုကတော့ Real Madrid ကထွက်ဖို့တရားတော့ရှိသွားပြီဆိုတော့အတွက်ကြောင့်အာဆင်နယ်ရဲ့ပြစ်မှတ်ထဲမှာထိဆုံးရောက်နေတုံးပဲ။အဲ့တော့ပြောမယ်ဆိုကျွန်တော်တော့အင်းအဲလုံနေတဲ့နီကိုဝီလီယံထက်စာရင်ရိုဒီဂိုကိုလိုက်စေခြင်းနဲ့အေချာပေါက်ခေါ်စေခြင်းနီကိုဝီလီယံကိုကြိုက်တယ်နော်နီကိုဝီလီယံကိုကြိုက်တယ်ဒါပေမဲ့ရိုဒီဂိုရဲ့ potential ကိုပိုသဘောကျတယ်ပြီးတော့ပွဲကြီးတွေမှာပို့ပြီးတော့ခြေစွမ်းပြတ်တဲ့ရိုဒီဂိုကိုကျွန်တော်တို့အသင်းက တေချာပေါက်လိုအပ်မယ်လို့ကျွန်တော်တို့ထင်တယ်။အဲ့အတွက်ကြောင့်မလို့ရီကိုပို့ပြီးလို့လုပ်နေတယ်။ Okay ခေါ်ယူမှုပိုင်းဆိုင်ရာတွေမှာလားအင်းအဲ့တွေဘာတွေလုပ်နေလဲနော်ထွက်တာတော့ဆယ်ထွက်တာ။ဒါတီယန်နီးကစက်တစ်ကိုပြောင်းသွားပြီ။ဂျာဂျော်ဂျီဟိုဖလာမီကိုပြောင်းတယ်။ပြီးတော့ထာဗရက်တင်းတက်လာတယ်။ထာဗရက်ကအဲလာဇီယိုသွားတယ်ထင်တယ်။ထာဗရက်ကလာဗီယိုဆက်သွားတယ်ပြီးတော့အဲနောက်တစ်ယောက်တက်လာသေးတယ်ကျောင်းကျွန်တော်ရဲ့တောင်မကစားသမားလေးမကွိုင်ဟိုမကွိုင်ဟိုကလည်းအဲအတင်းကနေပြီးထွက်ခွာသွားခဲ့ပြီအဲ့တော့အထွက်တရတော့ဒေချာတယ် အဝင်နေတော့သိမသေးကြသေးဘူးပေါ့နော်ဇီဝီမန်ဒီကတော့စစ်စစ်တဲ့ stake ပြောင်းနေပြီဆိုတော့ကျွန်တော်တို့အတွက်ဒေရကလည်းဖြစ်သွားခဲ့ပြီအဲ့တော့ပြောရမယ်ဆိုရင်အာဆင်နယ်အသင်းရဲ့ fan တွေဇီဝီမန်ဒီအတွက်ကတော့အများကြီးစိတ်ပူစရာမူလကူရောက်ပြီတဲ့နေ့ကစားသမားတွေခေါ်ယူဖို့အတွက်ကိုလည်းကျွန်တော်တို့ဆက်လက်ပြောင်းလဲကြတာပေါ့ဒါမဲ့အချိန်တော်တည်းမှာ club world cup ရှိတယ်ပေါ့နော် club world cup ကြီးမဲ့လူတွေညီကိုတွေရှိရဆိုပြီးတော့ပေတဲ့အောင်အပြင်းနဲ့ဆိုတာလေကိုမမရေးခဲ့ပါဘူးအဲ့တော့ကျွန်တော်နောက်တဲ့ video နဲ့တူပြန်လဲဆုံတွေ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်